တွေးဆဆိုင်ရုံမဖြစ်စေဘဲနိုင်ငံရေးဆွေးနွေးပွဲကိုတက်လန်းနိုင်ဖို့အတွက်လှုံ့ဆော်သွားမယ်လို့ကရင်မြို့သားစီယုံ KNU ဥက္ကဋ္ဌဘုံမကြီးစောမှုသူစေဘူကဖေဖော်ဝါရီလ16ရက်ကရန်ကုန်မြို့ရှိကရင်တိုင်းသားများနဲ့တွေ့ဆုံစဉ်ပြောကြားလိုက်ပါတယ်။အစိုးရနဲ့ KNU တို့ကြောင့်ပြည်ရဲဆဲရေးဆွေးနွေးမှုဟာ၃နှစ်တာကာလရှိလာပေမဲ့ကရင်ပြည်သူတွေအနေနဲ့စိုးရိမ်မှုတွေတန်ရရတွေရှိနေသေးဖြစ်ပါတယ်။ အစိုးရနဲ့တိုင်းရင်းသားလက်နက်ကိုင်ဖွဲ့တွေကြားတနိုင်ငံလုံးဖြစ်ရစေးလက်မှတ်မရေးထိုးနိုင်သေးတဲ့အခြေအနေပေါ်ပြည်သူတွေကဆွေးနွေးမှုပြက်ပြဲပြီးအရင်ကလိုလက်နက်ကိုင်ပြစ်ပခါတွေပြန်ဖြစ်သွားမလားဆိုတဲ့စိုးရိမ်မှုတွေရှိနေတယ်လို့သိရပါဗျ။ဒါကြောင့်ငင်းကြိုင်းဖြစ်စဉ်ဆက်သွားနိုင်ရေးလှုပ်ဆောင်နေတာကိုတိုင်းပြည်နဲ့ပြည်သူတွေထံအသိပေးကတိပြုလိုတာကြောင့်ငင်းကြိုင်းနဲ့မြို့သားပြန်လည်တင်မြေရေးဆိုင်ရာကတိပြုချက်ကိုပြောင်စုနေမှာပါဝင်လက်မှတ်ရေးထိုးခဲ့တာဖြစ်တယ်လို့ဗိုလ်ချုပ်ကြီးစောမှုတူစေဖို့ကပြောပါဗျ။နိုင်ငံရေးပြစ်ပခါအာစင်မြေပြင်မှာ ရှင်းလို့ဘယ်တော့မှပြီးမှာမဟုတ်ဘူးဆိုတော့အခြေအနေအပေါ်မှာဒီငင်းရင်းကြီးကိုကျွန်တော်တို့ကသွေးထွက်တန်ယုံဤနဲ့မဟုတ်တော့ပဲသွေးမထွက်ဖမ်းမယူတော့တဲ့မယူတော့တဲ့ စိတ်မြည်ပြင်းဖို့ခါရှိချင်းပြောရရင်သွေးထွက်ပန်ယုံစိတ်မြည်ပြင်းကနေပြီးတော့သွေးထွက်ပန်ယုံမဟုတ်တဲ့ကျွန်တော်တို့စိတ်မြည်ပြင်းကိုကျွန်တော်တို့ KNU အနေနဲ့တက်ခန်းနေပါပြီနိုင်ငံရေးပြဿနာကိုနိုင်ငံရေးနဲ့သာရှင်းရှင်းရမယ်ရှင်းရှင်းရမယ်ရှင်းရှင်းလို့ရမယ်ကိစ္စဖြစ်တော့ ပထမအဆင့်ဖြစ်တဲ့အခုကျွန်တော်တို့ nation wide ceasefire ဒါကျွန်တော်တို့လက်မှတ်ထိုးပြီးရင်ကျွန်တော်တို့ political framework ကနေယူရော political dialogue ကိုကျွန်တော်တို့ ထိုင်ပေါ်ဝင်သွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ nation wide ceasefire ဟာကျွန်တော်တို့ political framework ကကျွန်တော်တို့ political dialogue ကိုတက်နိုင်ဖို့ stepping stone အခုဖြစ်ပါတယ်ဒါလည်းအရေးကြီးပါတယ်ဒါကိုကျွန်တော်တို့ချက်ပြီးတော့ ွားကြမှာဖြစ်ပါတယ်တနိုင်ငံလုံးပြည်ကရေစဲလုပ်ငန်းစဉ်ပါဝင်ငင်းချင်ဖြစ်စဉ်ရှေ့ဆက်သွားနိုင်မှုအတွက်စိန်ခေါ်မှုအမျိုးမျိုးနဲ့ဆက်လက်ရင်ဆိုင်ရမှာဖြစ်မှာကိုတည်ထားတယ်လို့လည်း KNU ကဆိုပါတယ်ပူချုပ်ကြီးစိုးမှုသူစေဘကဘလို့စိန်ခေါ်မှုနဲ့ပဲရင်ဆိုင်ရပါစေအစိုးရနဲ့လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေဟာငင်းချင်ကိုဆက်လက်ပြီးချီတက်သွားမယ်ဆိုတဲ့ကြေကိုပေးလိုက်တာဖြစ်တယ်လို့ပြောပါတယ် KNU ဖွဲ့အနေနဲ့ငင်းချင်းရဲ့အမျိုးသားပြန်လည်တင်ပြရေးဆိုင်ရာကတိပြုချက်မှာပါဝင်လက်မှတ်ရေးထိုးခဲ့တဲ့အကြောင်းရင်းနဲ့ပတ်သက်ပြီး ကရင်တိုင်းသားတွေကရင်ပါတီတွေနဲ့ကရင်အဖွဲ့အစည်းအသီးသီးကခေါင်းဆောင်တွေကိုတွေ့ဆုံပြီးရှင်းလင်းမှုပြုလုပ်ခဲ့ပါတယ်။ဒီလိုပြုလုပ်ခဲ့မှုကိုဖေဖော်ဝါရီလ၁၀ရက်နေ့ကဖန်မြို့မှာပြုလုပ်ခဲ့တာဖြစ်ပြီးဖေဖော်ဝါရီလ၁၅ရက်နေ့နဲ့ဖေဖော်ဝါရီလ၁၆ရက်နေ့တို့မှာတော့ရန်ကုန်မြို့မှာပြုလုပ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။